အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးဦးပါ People Media ဖြစ်ပါတယ်ဗျာဒီနေ့အော်တိုဘာလ12ရက်နေ့တနင်္ဂနွေနေ့ဖြစ်ပါတယ်အော်ဒီနေ့တင်ပြပေးခြင်းသတင်းကကျွန်တော်တို့ကျွန်တော်တို့ဒီပွဲတွေပွဲတွေမှာအများအားတွေ့နေရတဲ့သမီးဆိုးသမီးဆိုးကိုသမီးဆိုးကိုဒါသက်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်ထိန်းသိမ်းလိုက်ရတဲ့အကြောင်းရင်းကသမီးဆိုးကသူပြည်ပမှာနေစဉ်ကာလကဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေကိုသူကပွဲတွေရှာတယ်ဗျာပွဲတွေရှာပြီးတော့သူအမျိုးမျိုးဆွဆွဲပြီးတော့ပြောဆိုမှုတွေလုပ်တယ် ဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုခင်ဗျားတို့လည်းတော်တော်လေးစိတ်ဝင်စားမှုတွေလည်းရှိခဲ့ကြတယ်။အဲ့ဒီမှာမိုက်အင်တင်ကိုနဲ့ဒီသမီးစိုးတို့ကလည်းပွဲတွေဖြစ်ခဲ့ကြတယ်။ဒီသမီးစိုးမြန်မာနိုင်ငံရောက်တဲ့အခါမှာဆိုရင်လည်းသူတို့နှစ်ယောက်ချင်းပြီးတော့ဗျာဘယ်နေရာမှာတွေ့မလဲဟိုနေရာမှာတွေ့မလဲဒီနေရာမှာတွေ့မလဲဖြစ်ကြတယ်။အဲ့တော့ဒီသမီးစိုးကပြည်ပမှာနေထိုင်စဉ်ကဒီမိုက်အင်တင်ကိုသူပြောဆိုမှုတွေရှိတယ်။အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါမိုက်အင်တင်ကိုကဒါသူ့ကိုဒီသူ့ကိုဒီဂုံတိတ်ကကြောက်အောင်ဆွဆွဲမှုတွေပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ ူကပြင်းဦးလင်မျိုးမရက်စကန်မှာ6ရက်10လ2025ခုနှစ်မှာအမှုပွင့်ခဲ့တယ်။တနည်းအားဖြင့်ကျွန်တော်တို့အော်တိုဘာလ6ရက်နေ့မှာအမှုပွင့်ခဲ့တယ်။မိုက်အင်တင်ကွာနေပြီးတော့တမီးဆိုးကိုအမှုပွင့်ခဲ့တာပါ။ဖွင့်ခဲ့တာကပြင်းဦးလင်မျိုးမရက်စကန်မှာအမှုပွင့်ခဲ့ပါတယ်။ပါနံပါတ်က215မြင်းဆောင်2329ဆက်သွယ်ဥပဒေပုံမှာ66နဲ့အမှုပွင့်ခဲ့တာဖြစ်ပါတယ်။အမှုပွင့်ခဲ့တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအော်တိုဘာလ12ရက်နေ့မှာတမီးဆိုးကိုတက်ဆိုင်ရာကဒါခေါ်ယူ ဟိုဖန်းစီလိုက်တယ်ဗောဗျဖန်းစီထိန်းသိမ်းလိုက်တယ်ဗောဒီလိုဖြစ်ခဲ့ပါတယ်အဲ့တော့ခင်ဗျားတို့လည်းတမီးစိုးနဲ့ပတ်သက်တဲ့ပွဲတွေကတော့ခင်ဗျားတို့ခဏနားတော့နားတော့မနေလို့တယ်လက်ရှိတော့ဒီသက်ဆိုင်ရာတမီးစိုးတော့ကျွန်တော်တို့အခုထိန်းသိမ်းသားပါတယ်ထိန်းသိမ်းရတဲ့အကြောင်းရင်းကမတ်အင်တင်ကိုနဲ့သူတို့ဖြစ်တဲ့ပွဲအဓိကတော့ဗျာကျွန်တော်မတ်အင်တင်ကသူ့ပေါ်ဒီဒီတမီးစိုးရဲ့ပြောဆိုမှုရသူ့ရဲ့ဂုံသေးခါကိုနင့်နာရတယ်ထိခိုက်တယ်အဲ့မှသူလည်းပြောတာတွေ့ရပါလေပါလေကျွန်တော်လည်းသူတို့ကိစ္စကိုပြောချင်ပါဘူးဗျာဒါကျွန်တော်ကသတင်းကိစ္စအကြောင်းကျွန်တော်ပြောရတာပါ ဟိုမအေးပင်ကဘာလဲအဲ့လိုပဲဟိုသူကိုရေးကိုတာတွေပြအများကြီးပြောတယ်ဗျာကျွန်တော်တိတ်မပြောချင်ဘူးအဲ့ကိစ္စကြတော့လေကိုရေးကိုတာအဓိကကျွန်တော်တို့တင်ပြပေးချင်တာကခင်ဗျားတို့ဒီရပိုင်းမှာခင်ဗျားတို့ပွဲတွေတော့ခင်ဗျားတို့ရှားတာတော့ခတ်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တမီးဆိုးနဲ့တမီးဆိုးနဲ့ကျွန်တော်တို့အေတင်ကိုရပွဲအဲ့ဒီမှာပွဲတွေပွဲတွေပြီးပါမှလည်းဖြစ်တယ်ပြီးတော့မှလည်းပွဲတွေအကြီးဖြစ်ခဲ့တယ်။အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့အေတင်ကိုကသူ့ရဲ့နင်းနာမှုနဲ့ပတ်သက်ပြီးတော့အော်တိုဘာလ6ရက်နေ့မှာပြုံးလင်းမျိုးမှာရက်စကန်မှာ အမှုဖွင့်ခဲ့ပါတယ်စက်သွေးရေးဥပဒေပေါ်မှာ66နဲ့အမှုဖွင့်တိုင်ကြားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်အော်တိုဘားလ12ရက်မှာဒါတမိစိုးကိုတပ်ဆိုင်ရာကနေပြီးတော့ခွဲဦးထိန်းသိမ်းလိုက်ကြောင်းသိရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ